ါရှင်။နီကိုဂျပန်စာသင်တန်းကျောင်းမှာကျေးဇူးပါတယ်။ကျွန်တော် Audrey ဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ Andushin Gansan Grammar မှာပဲတွေ့ရတတ်တဲ့ဒီ buff ကို mask ကိုဖြောင်းအနောက်မှာ pattern တခါတည်းလိုက်တဲ့ grammar pattern လေးတွေကိုလေ့လာကြည့်ကြရအောင်နော်။ဟုတ်ပြီပထမဆုံး grammar တစ်ခုဖြစ်တဲ့ buff mask ဖြောင်း success အဲ့ဒါ နော်အဲ့တော့ဒီ grammar pattern ရဲ့အသုံးအနှုန်းကဘယ်လိုမျိုးလဲဆိုရင်တစ်ခုခုတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာလေဆိုတဲ့နေရာမှာကိုသုံးပါတယ်အဲ့တော့ဘာလို့ပြောင်းလဲလာတာလဲထားပါတော့ကဘာမြေကြီးပူလာတယ်အေးလာတယ်အဲဒီလိုနေရာမှာလည်းသုံးတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ကဘာမှပဲတွေ့ရတတ်တယ်ဆိုရင်စာရေးတဲ့ပုံစံတတိယနေ့အစီရင်ခံစာတွေမှာပဲတွေ့ရတတ်ပါတယ်နော်အဲ့တော့ဥပမာစာကြောင်းကိုကြည့်ကြည့်အောင် chick chick you know on dan ka ga ဆဆဆဆမီဆဆဆအားလို့ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုရင်ကပအပူချိန်မြင့်လာခြင်းကတဖြည်းဖြည်းနဲ့တုံးလာတယ်ပေါ့နော်ဒါကြောင့်မလို့သူ့မှာဆိုရင်ဆဆမှုပေါ့နော်ပုံမှန် dictionary form ဆိုရင်အဲ့ဒါကြောင့်မလို့ကျွန်တော် mask ကိုဖြုတ်တဲ့ pattern မလို့ဆဆမီအနောက်မှာ success အားလို့ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်ရမယ်နော်ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်ရအောင်နော်အဲ့တော့ buff mask ကိုဖြောအနောက်မှာ success ဘော success အားလို့နဲ့မတူတော့ဘူးပေါ့နော်သူကကျတော့ success ပဲအဓိပ္ပာယ်ကဘာလဲဆိုရင်လုံလျက်ရှိနေသည်ဖြစ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့နာဂါလာနဲ့တူတယ်ဆိုပြီးတော့သတ်မှတ်ထားကြတာမျိုးလေတွေ့ရတတ်တယ်ပေါ့နော်ဒါပေမဲ့လို့အမှန်တော့အသိပြီးတော့မတူဘူးနော်ဘယ်လိုမတူပါလဲကြည့်ကြည့်ရအောင် ဥပမာအသုံးလုံးမှာကျွန်တော်တို့တစ်ချိန်တည်းမှာပဲအရေးကြီးတဲ့ကိစ္စနှစ်ခုကိုပြသနေတယ်အဲ့တော့ဘယ်လိုမျိုးကိစ္စတွေပြသတာလဲဥပမာကြည့်ကြည့်မယ်ပေါ့နော်ထဲထဲပြီးတော့ mix success ရှိခိုးတယ်ရှိတယ်အဲ့တော့ TV ကြည့်နေတဲ့၍စားလဲလုပ်နေတယ်သူကကျွန်တော်အနောက်က ပတ်ဒီအနောက်ကပတန်အောင်ပေါ့နော်ပို့ပြီးတော့အသားပေးတဲ့နေရာမှာသုံးတာမျိုးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနှစ်ခု success အတိုင်းနဲ့ success လေးရမယ်နော်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်ပါနောက်တစ်ခုကကျွန်တော်တို့ပါလဲဆိုရင် buff mask ကိုပြော success mode ပေါ့နော်ကျွန်တော်တို့တစ်ခုတစ်ထိပ်ထားအောင်မှာရှိတယ် success ကိုတွေ့ပြီးခေးဆိုရင် mask ကိုဖြုတ်ပြီးတော့ success light တွေဆိုပြီးတော့တတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်ရအောင်နော် buff down ဒေါ်လေးပဲဆိုတဲ့နေရာမှာပေါ့နော်သူကသုံးတယ်ဥပမာကြည့်ကြည့်ရအောင်နော်အသုံးလုံးဆိုရင်လည်းပဲဒေါ်လေးဆိုပေမဲ့ဒီလိုနေရာမှာသုံးတယ်ပေါ့နော် ဥပမာမှာအာဘူနိုင်တော့ရှိနေစက်စမို့ယာမနီနဘတာအနေရှိရဆိုတော့တိတိကြီးနဲ့တိနေရဲဆိုပေမဲ့လည်းပဲပြောချင်တဲ့သဘောကတောင်တက်သွားတယ်နော်အဲ့တော့တိနေတိုင်းမဲ့သွားတယ်ဒါကြောင့်မလို့ဒေါင်းတော်လေးပဲဆိုတဲ့ပတ်တန်မျိုးမှရှိရပေါ့နော်နောက်တစ်ခုကြည့်ကြအောင်ပါ buff mask ပြောရှိတိုက်သူကတော့ဒါနဲ့လို့ရထားတယ်အတော့တော့ကြည့်ကြည့်မယ်ဆိုရင်တကုတ်ကိုပြရလဲချက်ချင်းဆိုတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့ရှိတိုက်ဒါဆိုတော့ဆန်းနဲ့မှတ်တက်တယ်ရှိတိုက်ဒါဆိုရင်ကျတော့တော့နောက်ဆုံးမှာပဲလိုက်တယ်ရှိတိုက်ဒါဆိုရင်ကျတော့တတ်မှတ်ထားတယ်ဆိုတဲ့နေရာမှာပဲတုံးနေပေါ့နော်ဒါပေမဲ့လို့ဒီရှိတိုက်ကျတော့အလဲမှာပါတတ်တယ်ပေါ့နော်ဒီအလဲမှာပါတယ်ဒါကြောင့်မို့တော့ဖြစ်ပြရလဲချက်ချင်းဆိုပြီးတော့တွေ့ရမယ်ပေါ့နော်အဲ့တော့ဥပမာဆက်အောင်ကြည့်ကြည့်မယ်ဆိုရင် ချုံပီကတက်ကီရှိတာရှုပါခရှိမတ်နော်ပြင်ဆင်ပြီးရလဲချက်ချင်းထွက်သွားမယ်နော်လုတ်ပြီးရနဲ့ချက်ချင်းပေါ့မယ်ဒီလိုနေရာမှာတုံးနေပေါ့နော်နောက်တစ်ခုကြည့်ကြည့်အောင် buff mask ကိုဖြုတ်ခန့်နေနိုင်ဒီမှာမှားတတ်တယ်ခန့်နေနိုင်ဆိုတာယူကြည့်လိုက်မယ်ဟေးဆိုရင်တစ်ဖက်ကနေကြည့်တဲ့တန်းနဲ့ဟွန်း knife pattern ကြီး နိုင်ဆိုရင်ကျွန်တော်တို့မရှိဘူးမလုပ်ဘူးမဘူးဆိုတဲ့ pattern နဲ့ဝင်သွားတတ်တယ်ပေါ့နော်မဟုတ်ပါဘူးလုံးဝမသွားမယ်ပေါ့နော်လို့တွေးရင်သူကကျွန်တော်ကဘာလဲဆိုဖြစ်နိုင်နေဆိုရင်အတုံးလုံးသုံးတယ်ဒါပေမဲ့လို့အနှုတ်ဘက်ကိုသွားတယ်မကောင်းတဲ့ဘက်ကိုပို့ပြီးတော့သွားတဲ့နေရာမှာတွေ့ရတတ်တယ်ပေါ့နော်အပြက်စီးမှုတွေအနေရရှိတဲ့အခြေအနေတွေမှာတွေ့ရတတ်တယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကဖြစ်နိုင်နေရှိတယ်နိုင်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာကြည့်ကြည့်အောင်ဆနကောတောစုတွေပါအီနိုချီကိုအဲအော်တိုစုအော်အော်အော်တိုရှိ ခံနေမှာခံနေနိုင်ပါတော့အဲ့တော့တော်ပါလဲဆိုရင်အဲ့လိုလုပ်မယ်ဆိုရင်အသက်ဆုံးရှုံးနိုင်တယ်เนาะကျွန်တော်ကခုနမှာသွားเนาะခံနေမှာဆိုပြီးတော့အဲ့တော့အဲ့လိုလုပ်မယ်ဆိုရင်အသက်ကိုဆုံးရှုံးနိုင်တယ်အဲ့ဒါကြောင့်မလို့အနောက်မှာခံနေနိုင်ကိုကြည့်ပြီးတော့ဆုံးရှုံးမနိုင်ဘူးလို့သွားပြီးတော့ဘာသာပြန်မှာသွားလိမ့်မယ်ပေါ့เนาะနောက်ထပ်ကြည့်ကြ Buff mask ကိုဖျောက်ခံနေတို့ခံနေတို့ကျတော့အပေါ်လိုက်ပြောင်းပြန်တို့ကျတော့ ခနဲ့လို့ဆိုပြီးတော့ကြည့်လိုက်တော့ all dictionary found okay nine နဲ့ဟုတ်တယ်ဆိုတဲ့ပုံစံမျိုးသွားတွေ့ရင်သူ့ကိုလည်းမှားသွားမယ်သူ့ရဲ့အဓိပ္ပာယ်ကကျွန်တော် decky nine နဲ့အတူတူပဲမရဘူးလုံးလို့မရဘူးဆုံးဖြတ်လို့မရဘူးဆိုတဲ့နေရာမှာသုံးတာဖြစ်ပါတယ်ဥပမာစာကြောင်းကြည့်ကြည့်အောင်ခွန်ဆုံးလို့ goi dai wa ohiki uke shikanemasu ဲ့ဒီတောင်းဆိုချက်ကိုလက်ခံလို့မရပါဘူးเนาะအဲ့တော့ဒီ grammar pattern ကိုကြည့်လိုက်ပြီးတော့တခုခုစဉ်းစားမိရရှိတော့တယ်ဘာလဲဆိုရင် तू ကအကုန်လုံးထင်းထင်းခုန်နေထားတယ်เนาะ go လို့เนาะ oh he key လို့เนาะနောက်မှလည်းခန်းထဲမှာဆလုံးနည်းမှာတွေ့ရတတ်တယ်အဲ့တော့ဘာလဲဆိုရင်ကျွန်တော်တို့သူ့ဘောကြတော့အထက်လူချင်းနဲ့ပြောတဲ့နေရာလေးတကယ်အရေးကြီးတဲ့နေရာတွေမှာပြောတဲ့နေရာမှာသူ့ကိုတွေ့ရတတ်တာဖြစ်တဲ့အကြောင်းမလို့ तू ကရှင်ကြီးတဲ့အတုံးတုံးကိုပြောလို့ရတယ်ပေါ့เนาะနောက်တစ်ခုကြည့်ကြည့်အောင် buff mask ကိုဖြောက်ယောဂ9ယောဂ9ကျတော့ သူကလည်းဒေကိနန်လိုမျိုးပဲလုံးလို့မရဘူးနေလည်းမရှိဘူးဆိုတဲ့အိမ်ပဲပေါ့နော်အဲ့တော့မင်းချိကဝါခရနာကတဲ့အီကီယောဂနာကတာလမ်းမတိရောအဲ့ဒီနေရာကိုသွားလို့မရဘူးပေါ့နော်အဲ့တော့သူ့ကိုအတုံးလုံးကြတော့ခုနအပေါ်ကခန့်နေမစနေတူတယ်လို့လို့ねတူတော့မတူဘူးသူကကြတော့ပုံမှန်အတုံးလုံးဖြစ်တယ်ပေါ့နော်ယောဂနိုင်ကြတော့အဲ့တော့ဒီချိကဘတ်မတ်ကိုဖြုတ်အဲ့လို့အဲ့နိုင်ဖြစ်နိုင်နေဖြစ်နိုင်ခြင်းမရှိဘူးအဲ့နိုင်ဆိုတော့ no ပေါ့ဖြစ်နိုင်ခြင်းမရှိဘူးပေါ့နော်သူကရလက်ကိုဖော်ပြတယ်မင်းနဲ့စလုံးကြားပြလိမ့်မယ်အာရီယဲလို့အာရီယဲနိုင်ဆိုတဲ့ဥစ္စာပေါ့နော်ခုန ခါနှချင်းမအားရရဲ့နိုင်ဒါလိုပြောလာဟင်ဒီစကားကြီးကမဖြစ်နိုင်ဘူးအဲဒါလိုမျိုးပြောတယ်မျိုးပေါ့နော်ကဲဥပမာဆောင်ကြကြရအောင်ជីခေါ်ဝ exactement okuri eru အဲ့တော့ဗာလဲဆိုရင်မတော်ဆမှုဆိုတာဘယ်အချိန်မှဆိုဖြစ်နိုင်တယ်နော်အဲ့တော့ဒါလိုမျိုးပြောချင်တဲ့သဘောကဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဒါလိုမျိုးနေမှာတုံ့နာဖြစ်တယ်ပေါ့နော်နောက်တစ်ခုជីကြည့်ရအောင်ပါ buff mask ကိုဖျောက်ကတိုက်ကတိုက်ဆိုတာဗာနဲ့တူတူပဲလဲဆိုရင်အဲ ရှိနေခွေးနဲ့အတူတူပဲလုံလုံခတ်တယ်ဆိုတာအဓိပ္ပာယ်ပြပေါ့နော်သူကျတော့စိတ်ထဲသဘောတရားအရသဘောခတ်တယ်ယုံလို့ယုံအားခတ်တယ်ဒီလိုမျိုးနေရာမှာတုံးနေပေါ့နော်ဥမာစာကြောင့်ကြည့်ချင်းအောင်ရှင်းကြီးကတိုင်ဟာနာရှိတာကဟွန်တိုတာယုံမှုခတ်တဲ့အကြောင်းပါပဲဖြစ်ပေမဲ့လေပဲတကယ်ပါပဲပြောချင်တဲ့သဘောကယုံရတာတော့ခတ်တယ်ဒါပေမဲ့လို့လဲอืมတကယ်ပဲပေါ့နော်ဒါကြောင့်မလို့သူကစိတ်ထဲစိတ်ထဲမှာလောကခတ်တယ်ဆိုတဲ့နေရာမှာတုံးတာမျိုးပေါ့နော်နောက်တစ်ခုကြည့်ချင်းအောင် buff mask ကိုပြောနားလာမှုသူကကျွန်တော်ပါလဲဆိုတော့လေဒေါင်းဒေါင်းဆိုတဲ့အဓိပ္ပာယ်ပြပေါ့နော်ဥမာ အာစာညစိတ်ကြည့်မယ်ဆိုရင်လေခြေဆိုင်ခလာတဲ့နခလာမောစူဘိုချီခလာမတ်တဲ့အဲ့တော့ခနာကိုသေးတော့လည်းပဲအလုံးအစွမ်းထက်တယ်နော်ဆိုဆန့်ကျင်တဲ့အခြေအနေတပြိုင်တည်းထဲပြောနေရတဲ့နေရာမှာတော့လေဒါကြောင့်မလို့လည်းနခလာနဲ့တုံးလာတာမျိုးပေါ့နော်ဒါမဲ့လည်းပဲသူကလေအရှိနဲ့အောင်ဆန့်ကျင်ပဲနော်တို့နေရာလေးတွေ့ရတတ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အခုကတော့ရှင်ကန်ဆက်ခရမမှာတွေ့ရတတ်တဲ့ buff mask ကိုဖြုတ်အနောက်ကပတ်တန်တစ်ခါလေးလိုက်တဲ့ခရမကြီးဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့ကြည့်ကြည့်ရအောင်နော်